မီဒီယာလွတ်လပ်မှုဟာနိုင်ငံတော်လုံခြုံရေးထိခိုက်မှုဖြစ်လာတယ်ဆိုရင်တည်ဆဲဥပဒေအရပြည့်ပြတ်သားသားအရေးယူသွားမယ်လို့သမရဦးသိန်းစိန်ကမန္တလေးပြည်ပခနဲ့ပတ်သက်ပြီးမိန်ကွန်းဟာမြမသတင်းမီဒီယာလောကကိုစိန်ခေါ်လိုက်တာလားစီတူအောင်မြင့်နဲ့ဦးဝေတာအောင်တို့ဘလို့တုံ့ပြန်ခဲ့တယ်လဲမန္တလေးပြည်ပခမှာ Facebook နဲ့လက်ကမ်းစာဆောင်တွေဗနိုင်းတွေကိုညီမျိုးမျိုးသုံးပြီးလှုံ့ဆော်နေတဲ့ကိစ္စနဲ့သတင်းမီဒီယာလောကကိုသမရကဆွဲထည့်ပြောဆိုသွားတာသူ့အနေနဲ့စိုးရိမ်နေလို့ ဝေဖန်ရေးသတင်းစာဆရာစီတူအောင်မြင့်ကပြောပါရယ်။သူမိတ်ခွန်းထဲမှာအစပိုင်းမှာဆိုအဲ့မှာဘာပါလဲဆိုတော့ဒီရလူလက်ခွင့်နေသူပေးထားပြီးဆိုတဲ့အကြောင်းအဲ့တော့ဒါကိုနိုင်ငံအတွက်အကျိုးအကျိုးရှိအောင်အသုံးမချဘဲနဲ့နိုင်ငံတော်လုံခြုံရေးကိုအထိပါစေတဲ့ဟာမျိုးလှုပ်လာမယ်ဆိုရင်ဒါကိုလည်းအရေးယူမယ်ဆိုပြီးတော့မှသူကပြောတယ်။တကယ်တော့ဒီခုနကတော့ပြောတဲ့မန္တလေးကိစ္စနဲ့ခုနကတော့ကိစ္စနဲ့အမှန်ပြောရင်ဘာမှအဆက်ဆက်လည်းမရှိဘူး။ဆိုင်လည်းမဆိုင်ဘူး။တကယ်တော့မန္တလေးမှာဖြစ်သွားတဲ့ဒီအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတော့အမုန်းတရားဖြန့်ဖြူးတာတွေပါလေကိုအဓိက main လုပ်တာ ဒီစာဆောင်တွေထဲမှာလောက်တာတခုမှမရှိဘူးစာဆောင်တွေမှာပါတာနည်းတယ်ပေါ့နော်အဓိကကတော့ဒီ social media facebook တွေကလောက်တယ်ပြီးတော့မှ b9 နေနဲ့အဲ့ဒါဖြန့်တာတွေရှိတယ်အဲ့လိုနီးပေါင်းစုံနဲ့ဖြန့်တာဆိုတော့အဲ့ဒီထဲမှာမရှိမဆိုင်ဆရာတို့ရဲ့ဒီ media လောကကိုပေါ့လာပြီးတော့အဲ့လိုပြောတဲ့ခါကျတော့နည်းနည်းတော့ဆရာလည်းစိုးရိမ်တယ်ဗာများဟိုဖြစ်မလဲပေါ့နော်အဲ့လိုတော့စိုးရိမ်ချက်တွေတော့ရှိတယ်မိထီလာနဲ့မန္တလေးအကြံဖတ်မှုတွေမှာအမုံတရားလှုံ့ဆော်သူတွေအကြံဖတ်သူတွေကိုချီချီရောက်ရောက်အေးအေးယူမယ်လို့ဦးသိန်းစိန်နှစ်ကြိမ်စလုံးပြောခဲ့ပြီးလူအဖွဲ့ကြီးက ဝိုင်းဆန့်ကျင်ရမယ်လို့ပြောတာဟာအမုံတရားဖြတ်နေသူတွေကိုအေးမယူဘူးဆိုတဲ့သဘောမျိုးတက်ရောက်သွားတယ်လို့သူကပြောပါတယ်။မန္တလေးကြံဖတ်မှုဟာလူတစုအဖွဲ့အစည်းတစ်ခုကနောက်ွယ်ကနေစနစ်တကျကြံစီလှုပ်ဆောင်ခဲ့တာလို့ဦးသိန်းစိန်ကပြောခဲ့ပေမဲ့အဲ့ဒီလူတွေကဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာကိုမပြောဆိုခဲ့ပါဘူး။အေးယူမယ်လို့ပြောတာဟာကောင်းပေမဲ့အပြောတွေလျှော့ပြီးလက်တွေလှုပ်ပါလို့ရခိုင်မျိုးသားပါတီခေါင်းဆောင်ဦးအေးတောင်ကပြောပါတယ်။လူတစုသမားဖွဲ့စည်းတစ်ခုကနေ ောက်ွယ်ကလုံးနေတယ်။ဒါကြီးကိုနှစ်သက်သက်သာကြည်ကြည်ရောက်ရောက်အေးယူမယ်လို့တော့လည်းသိကောင်းပါလားပြောတယ်များတာညာလာပြီညာလာအဲ့တော့ပြောတယ်ကိုလျှော်ပြီးတော့လက်တွေ့ကောင်းချေဖို့လိုပါတယ်။ကောင်းချေဖို့တဲ့ကမ္မတန်တေသမုတ်ဖြစ်စီနိုင်ငံဖြစ်ဖို့ဤရင်းစိတ်ရဖို့ဆိုရင်လည်းပြောတာတွေကတော့နောက်ဆောင်လို့ကောင်းပါတယ်။ဒါပေမဲ့လက်တွေ့ကောင်းချေဖို့ကရည်ကြီးပါတယ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သမရပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ဥယျာထွတ်ကပြည်ထရေးဝန်ကြီးဌာနနဲ့ပတ်သက်ရင်မဖြစ်ဆိုတာဟာသမရယုံကပြည်ထရေးပေါ်ဩဇာမတက်ရောက်သလိုဖြစ်ပွားနေတဲ့အကြမ်းဖက်မှုစူပူမှုတွေကိုပြည်ထရေးကမဖြေရှင်းမဲ့မွေးထားရင်အကြမ်းဖက်မှုတွေဆက်ဖြစ်နေမှာပဲလို့စီသူအောင်မြင့်ကတုံ့တက်ခဲ့ပါတယ်